ူကသာလွမ်းပြီသူကလွမ်းခြင်းမှာလွမ်းမယ်ဆိုတာတကယ်ပဲကြားဘူးရပါလိမ့်မယ်ဘုရင်ကြီးတပါးကသူ့ရဲ့မိဖုရားအမတန်ချောမောနာပါတယ်မိဖုရားငငယ်ရွယ်ရွယ်တိတ်ဆုံးသွားတဲ့အခါကျဒီရုပ်အလောင်းကိုမစွန့်ပြည့်ရဲ့လို့အပေါ်မတော့အောင်လုပ်ပြီးတော့မှန်ကောင်းနဲ့ထည့်ပြီးတော့ထမင်းမစားနိုင်မတော့နိုင်မအိတ်နိုင်အဲ့ဒီအလောင်းနားမှာပဲထိုင်ပြီးတော့ဘုရင်ကြီးဟာတန်ကုန်ကိုတယိုယိုလုံးဘယ်သူကမှနားချလို့မရဘူး ဒီသွားတဲ့ပုဂ္ဂိုလ်ဆိုပြန်ခေါ်လို့လည်းရတာမဟုတ်ဘူးနားချလို့မရဘူးနောက်ဆုံးကျတော့ပညာရှိအမတ်တွေကဥယျာဉ်ထဲမှာရောက်နေတဲ့ပညာရှိယသိကြီးတစ်ပါးကိုတွေ့တော့အဲ့ဒီယသိကြီးကိုပြင်ပြီးတော့နားချခိုင်းရတယ်ယသိကြီးကပြောတယ်တဲ့ရှင်မင်းကြီးဘုသူ့ကိုလွမ်းနေတာလို့ဒီမိပြားလေးကိုလွမ်းနေတယ်အဲ့ဒီမိပြားလေးပဲရောက်နေတယ်ဆိုတာသိလားမသိဘူးရှင်ပြားသိရင်ပြောသမှာသိတယ်ကနေမိပြားလေးဥယျာဉ်ထဲမှာရောက်နေတယ်လူတော့မဟုတ်ဘူး နောက်ချီဖို့တို့ဘူးဘွားတော့လည်းအလှပြင်းနေတာနဲ့အချိန်ကုန်တယ်သေတော့နောက်ချီဖို့တို့ဖြစ်တယ်။ဘယင်းကြီးကသာလွမ်းနေတယ်ဘုရားနောက်ချီဖို့တို့ဘုရားမှာနောက်ချီဖို့တို့ဘုရင်နဲ့ဘုရားနောက်ချီဖို့တို့ဘုရားရဲ့ရှေ့ရသွားသူကနောက်ကလိုက်နောက်ဘုရားမှာအတွဲနဲ့သူကဖြစ်နေဒီကကိုရောမြတ်ကအလောင်းကိုမစွန့်နိုင်ဘူးတငုံကိုလိုလိုလို့ဒီသေးကြီးပြောစကားကိုမယုံအေးမယုံလို့ရှိရင်သူကိုယ်တိုင်ပြောရင်ရောယုံမလားလဲဆိုရင်ယုံမယ်ဒါပြင်သွားမယ်ဦးကြီး ရောက်တဲ့အခါကျတော့နောက်ချီဘူးလို့ကောင်တွေ့နေဘသူတို့လို့အတိတ်ဘဝပြောတော့နောက်ချီဘူးလို့ကပြောတယ်သူဟာဥပရိဆိုတဲ့မိမယားပါသေသွားပြီးတော့နောက်ချီဘူးလို့ဘဝရောက်နေဟုတ်တယ်ဒါဖြင့်ဒီဘရင်ကြီးကိုချစ်သလားလို့မေးတဲ့အခါကျဘိုးတော်ကတော့ချစ်မှာပေါ့အခုတော့သူသတိမရပါဘူးပြောဒါဖြင့်သူကသတိမရပါဘူးဆိုတော်သေးတယ်ဘာပြောတော့ဘရင်ကြီးရဲ့လက်ချောင်းသွင်းတယ်တဲ့အခုသူနောက်ချီဘူးလို့ဟိုရဲ့ခြေတော်ကိုဆေးပေးခြင်းတယ် အဲ့ဒီကြတော့ဘယင်ကြီးစိတ်နာတော့ချက်ချင်းပဲဟုတ်လားမှန်ကောင်းတဲ့အလောင်းထုတ်ပြီးတော့မိတ္တချုပ်ဖြစ်တယ်ရှင်မိုးချိုးပြောပြောသွားမနေနိုင်တဲ့ဘဝကြောက်တော့